င်ပြည်နယ်မြောက်ရီမြို့တောင်မရှိ၄ကိတ်ကော်မြို့တင်တဲ့ဖြူဟာမြောက်အရေးပါတဲ့ဆွေတော်ကုန်းဘက်ကိုထိုးစစ်ဆင်နေတဲ့စစ်ကောင်မရှင်တပ်နဲ့ခုခံတိုက်ခိုက်နေတဲ့တော်လိုင်းပူပေါင်းတပ်ဖွဲ့တွေ၅ရက်မြောက်နေ့ထိတိုက်ပွဲပြင်းထန်နေစေဖြစ်တယ်လို့သိရပါတယ်။စစ်ကောင်မရှင်တပ်ကလေကြောင်းပအဝင် အသေးခံကာမီကာဇဲဒရုန်းတွေနဲ့လက်နက်ကြီးပစ်ကူတွေနဲ့အင်အားသုံးထိုးစစ်ဆင်တိုက်ခိုက်နေပေမဲ့မနေ့ကစက်တင်ဘာ25ရက်နေ့ထိ စစ်ကောင်မရှင်တပ်ဖက်က ထိခိုက်သေးဆုံးမှုတွေများတယ်လို့စီရေးသတင်းရင်းမြစ်စီကသိရပါဗျ။အသေးကန်ဒရုန်းနဲ့အပြင်လက်နက်ကြီးပစ်ကူရောလေကြောင်းမှ၃မီတက်လာလဲသေးတာပဲ။ရှေ့ရောက်ရင်အပြုံလိုက်မနေ့ကလည်းအပြုံလိုက်ထက်သေးတယ်လို့စီရေးသတင်းရင်းမြစ်က ARD Times ကိုပြောပါဗျ။လေကေကော်မျိုးတစ်ကိုရရှိနိုင်ရေးစစ်ကောင်မရှင်ဘက်ကစက်တင်ဘာ21ရက်ကစတင်ကထိုးစစ်ဆင်လာတာဖြစ်ပြီး23ရက်မှာတိုက်ပွဲပြင်းထန်က ၎င်းတို့ဘက်ကစစ်ကြောင်းလိုက်စုလိုက်ပြုံလိုက်တိုက်စုံမှုတွေရှိခဲ့တယ်လို့သိရပါဗျ။စစ်ကောင်မရှင်တပ်ဟာ BGF ရဲ့အကူအညီနဲ့ထီးမဲ့ဝါခိကျေးရွာဘက်မှာထိုးစစ်ဆင်လာတာဖြစ်ပြီး BGF အပါအဝင် ထိခိုက်တိုက်စုံမှုတွေလည်းရှိကအဲ့ဒီနေရာမှာပဲထိုးစစ်ရပ်တန့်နေတယ်လို့သိရပါဗျ။ထိုးစစ်ဆင်နေတဲ့ဆွေတော်ကုန်းစခန်းဟာလက်နက်ကြီးဗျူဟာကုန်းစခန်းဖြစ်ကမြောက်ရီမြို့တိုက်ပွဲအပြင် နေဆက်လုံခြုံရေးအတွက်ပါဗျူဟာကျတဲ့စကန်ကုန်းတစ်ခုဖြစ်တယ်လို့သိရပါဗျ။ အဆိုပါဆွေတော်ကုန်းကိုတော်လိုင်းပူပေါင်းတက်တွေက2024အောက်တိုဘာလမှာတင်ယူနိုင်ခဲ့ပါတယ်။လက်ရှိမှာစစ်ကောမရှင်တက်ကအာရှလမ်းမော်ရှိတက်စခန်းနဲ့စခန်းကုန်းတွေကိုပြန်လည်တင်ယူပြီးနောက်လက်ခတ်တောင်စခန်းကုန်းကနေလည်းလက်နက်ကြီးတွေနဲ့ပစ်ကူပေးတိုက်ခိုက်နေတယ်လို့သိရပါတယ်။